ခြေခံပြီးတော့ကုသိုလ်တွေဘယ်လိုဖြစ်နိုင်သလဲဒါလေးလာဖို့ပဲကိုယ်တဏ္ဍာကုသိုလ်ဖြစ်လာပြီဆိုရင်အဲ့ဒီကုသိုလ်ကိုအကြောင်းပြုပြီးတော့နောက်ထပ်ဘာကုသိုလ်တွေဖြစ်လာနိုင်သလဲဆိုတော့ဟောဒီပဋ္ဌာန်းပါဠိတော်မှာသေးသေးချာချာရှင်းလင်းပြီးတော့ဟောထားတာရှိတယ်เนาะကဲအဲ့ဒီမှာနံပါတ်၄လေးလာမှာတော့ကုသိုလ်ကိုအာယုံပြုပြီးတော့ကုသိုလ်တွေဘယ်လိုဖြစ်လာ ဘာကုသိုလ်ကိုအာယုံပြုတ်ပြီးတော့ဘာကုသိုလ်တွေဖြစ်လာတယ်လဲဆိုတာကိုရှင်းပြီးတော့ပြတဲ့အခါမှာနေစဉ်နဲ့အမျှလုံနေကြတဲ့ပိုင်းကလေးတစ်ခုကိုကြည့်ပေါ့လူတယောက်ဟာဒါနကောင်းမှုတွေတစ်ခုလုပ်လိုက်ဆိုပါစို့နတ်နဲ့အယတ်ထားတဲ့အခါဖယောင်းကိုပန်းလေးတစ်ပွဲဖြစ်စေရေချမ်းလေးတစ်ခွက်ဖြစ်စေတင်လိုက်တယ်ပေါ့ဒါဟုတ်ဒါနကောင်းမှုလို့ခေါ်တာပေါ့ ဆွမ်းခံကြွလာတဲ့တန်ခါကိုဆွမ်းလောင်းလိုက်တဲ့ဒါနကောင်းမှုလို့ခေါ်တာပေါ့အဲဝါဇုကာလမှာဝါဇုသင်္ကန်းကတ်လိုက်တယ်ဒီလားရှင်ဆရာလေးတွေနော်အဖိတ်ဆန်လောင်းလိုက်တယ်လှူလိုက်တယ်တန်းလိုက်တယ်ဒါဒါနကောင်းမှုလေးတွေပေါ့နော်အဲ့ဒီဟာကလှူလိုက်လို့ရတဲ့ဒါကောင်းမှုတစ်ခုလို့ခေါ်တယ်နော် အဲ့ဒီကောင်းမှုလေးကိုအာယုံပြုတ်ပြီးတဲ့အခါကျတော့ကိုလှူလိုက်တဲ့ဒါနကောင်းမှုလေးကိုအလေးနဲ့ပြန်လီပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်လှူလိုက်တဲ့ကောင်းမှုကဒါနကောင်းမှုပြန်လီစဉ်းစားတဲ့ကောင်းမှုကဒါနကောင်းမှုမဟုတ်ဘူးသူကြတော့နော်ဘာဝနာကောင်းမှုလို့ခေါ်တယ်အဲ့ဒါကြကုသိုလ်ကောင်းမှုကိုပြန်ပြီးတော့တွေးသည့်အတွက်ကြောင့် ဒါနကောင်းမှုပြန်ပြီးတော့စဉ်းစားတာအဲ့ဒီစဉ်းစားလို့ရှိရင်ကုသိုလ်ကောင်းမှုတစ်ခုထပ်ဖြစ်တယ်အဲ့ဒါဟာဒါနကောင်းမှုကိုအာယုံပြုပြီးတော့နောက်ထပ်ကုသိုလ်တစ်ခုဖြစ်တာတဲ့အဲ့တော့ကုသိုလ်ဆိုတာရအောင်ယူတတ်လို့ရှိရင် ရနိုင်ဆုံးလေးတစ်စုံလောင်းပြီးတော့ထိလေဆုံးလောင်းခဲ့တာလေးကိုပြန်တတိယပြီးတော့စိတ်ထဲကဝမ်းသာနေတယ် ဝန်တာတိုင်းဝန်တာတိုင်းမိနစ်တိုင်းမိနစ်တိုင်းနိုင်တိုင်းနိုင်တိုင်းဝန်တာမှုတစ်ခါဖြစ်တိုင်းဖြစ်တိုင်းတတိတစ်ခါရတိုင်းရတိုင်းကုသိုလ်ကြီးပြန်ဖြစ်နေတယ်။လှူတော့ကဌာနကုသိုလ်နောက်ထပ်လှူလိုက်ခါကျတော့ပြန်ပြီးတော့တတိရတဲ့ဘာဝနာကုသိုလ်ဒီလိုဖြစ်နေတာနော်။အဲ့ဒါကိုပြောတာဌာနကုသိုလ်ဟာဥပတိတ်တဲ့အာယုံအနေနဲ့ကိုလှူခဲ့တဲ့ဌာနကုသိုလ်လေးကအာယုံ အကြောင်းတရားဖြစ်ပြီးတော့အဲ့ဒီအာယုံအကြောင်းတရားကိုအမိပြုပြီးတော့နောက်ထပ်အလေးနဲ့စဉ်းစားပြီးတော့ဝန်တာမှုဖြစ်နေတယ်ကုသိုလ်တွေဖြစ်နေတယ်တော့အဲ့တော့ကုသိုလ်တွေတိုးတယ်ဆိုတာအလကားသာ တိုးနေတာတော့မဟုတ်ဘူးเนาะဒီကုသိုလ်ကိုအကြောင်းပြုပြီးတော့ပထမလှူလိုက်တဲ့ဒါနကုသိုလ်ကဥပနိဒေယပစ္စည်းအဲ့ဒီဥပနိဒေယပစ္စည်း အာယုံအနေနဲ့ပြုတ်ပြီးတော့နောက်ထပ်အလေးနဲ့ဆင်ញင်စဉ်းစားတဲ့ကုသိုလ်တွေဖြစ်နေတယ်လို့ဒီလိုပြောတာအဲ့တော့ကုသိုလ်ဆိုတာယူတတ်အညာမယူတတ်လို့ရှိရင်ဒီကုသိုလ်ကတခါပဲပေါ့လှူလိုက်ရင်လှူလိုက်တုန်းကကုသိုလ်လေးပဲဖြစ်တယ်နောက်ထပ်ကုသိုလ်ကမတိုးလာတော့ဒါကြောင့်မို့လို့ရသော်ဘုရားကဒီဥပနိဒေယပစ္စည်းမှာဘယ်လိုဟောတာတော့ဆိုဒါနံဓာတ်တော် တံခရုံကတ္တဝါပစ္စဝခတိလို့ပဋ္ဌာန်းရွတ်နေတဲ့အခါမှာတေချာစဉ်းစားပြီးတော့နားထောင်ကြည့်ဒီစကားလုံးလေးတွေပါတယ်နော်ဒါနံတ္တဝါအလှလှပြီးတဲ့နောက်မှာတန်ထိုမိမိရှုခဲ့တဲ့ဒါနအကုသိုလ်ကို ခရုံကတ္တဝါအလေးနဲ့ထားပြီးတော့ပစ္စဝခတိဆင်ញင်စဉ်းစားတယ်တဲ့အော်ဆင်ញင်စဉ်းစားတာကအကုသိုလ်တစ်ခု ဒါနန္တတဝါဒါနပေးလှူတာကကုသိုလ်တစ်ခုဆိုတော့ကုသိုလ်ဘယ်နှခုဖြစ်သွားတာနှစ်ခုဖြစ်သွားတယ်အဲ့တော့လှူတာကတစ်ခါပဲလှူတယ်ပြန်စဉ်းစားတာအချိန်ချင်းစဉ်းစားလို့မရပေဘူးလားဟုတ်ပါဘူးဩအချိန်ချင်းစဉ်းစားလို့ပြန်ပြီးတော့ရလာဩဒါနလို့ဆိုတဲ့ပက္ခတအခြေခံကောင်းလေးတစ်ခုကိုအခြေပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဇက်တိုက်ဇက်တိုက်ဇက်တိုက်ဖြစ်လာဒီလိုဆိုလိုတယ်နော် အဲ့လိုဇွတ်ဇွတ်ဖြစ်လာအောင်အလေးနဲ့ထားပြီးတော့ကိုလုတ်ခဲ့တဲ့ကုသကောင်းမှုကိုဆင်ញင်စဉ်းစားပါတဲ့ဒါဥပနိဒေယပစ္စည်းလို့ခေါ်တယ်ကို့မှာတန်ဖိုးရှိတဲ့အရာလေးတစ်ခုရထားပါရဲ့တဲ့နဲ့ပြန်ပြီးတော့အခုလို့မဆင်ញင်မစဉ်းစားဘူးဆိုလို့ရင်ကုသမရနိုင်ဘူးပေါ့လူတော်ကရလိုက်တဲ့ကုသလေးတစ်ခုပဲရမှာပေါ့ဟောနောက်တစ်ခုကုသကောင်းမှုတစ်ခုကိုမြတ်စွာဘုရားရှင်းပြတယ် သီလံသမာဓိဣတဝါတံကရုံကတဝါပစ္စဝခတိဒီလိုဆိုသီလဆောက်တည်လိုက်တယ်ခေါဏကြည့်လေ၅ပါးသီလဆောက်တည်လိုက်ကြတယ်အားလုံး၅ပါးသီလဆောက်တည်လိုက်တဲ့အခါကျတော့ကြည့်ပါဏာတိပါတာဝေရမဏိသိက္ခာပရံသမာဓိ၅ပါးသီလသူ့အသက်တချင်မှရှောင်းတယ်သူများဥစ္စာခိုးမှရှောင်းတယ်ဆိုတော့အဲ့ဒီရှောင်းခြင်းမှုဆိုတဲ့သီလကလေးတွေကိုယ်ကိုယ်တိုင်ဆောက်တည်လိုက်လို့သီလသမာဒါနစေရနာ ဆိုတဲ့ကုသိုလ်လေးရထားပြီ။အဲ့ဒီကုသိုလ်ကို ပြန်ပြီးတော့အလေးနဲ့ထားပြီးတော့ငါသူများတဲ့တချင်းမှာရှောင်ကျင်တဲ့သီလငါမှာရှိတယ်။အော်သူများဥစားခိုးခြင်းမှာရှောင်ကျင်တဲ့သီလငါမှာရှိတယ်ဆိုတော့ပြန်ပြီးတော့အလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားလိုက်မယ်ဆိုရင်ဒီသီလဆိုတဲ့တရားကိုအာရုံပြုပြီးတော့နောက်ထပ်ကုသိုလ်တွေဖြစ်လာတယ်။အဲ့ဒါကိုဥပနိဒေယပစ္စည်းလို့ပြောတယ် ဆောက်တည်လိုက်တဲ့သီလသည်အာကြီးတဲ့အကြောင်းတရားဖြစ်ပြီးတော့နောက်ထပ်ကုသိုလ်တွေဟာဆင်ငယ်ဆင်ငယ်အများကြီးဖြစ်လာမယ်။တဏှေကုံဆင်ញင်စဉ်းစားပြီးတော့ကိုယ်သီလကိုတဏှေကုံဆင်ញင်နေမယ်ဆိုရင်တဏှေကုံကုသိုလ်တွေရနေမှာပဲ။ကဲဘယ်လောက်ကျင့်နှံ့ဆရာကောင်းတော့ပတ်ဆံရှာရတာမှခက်သေးတယ်။ကုသိုလ်ဖြစ်ဖို့ခက်တယ်လားမခက်ဘူးနော်။သို့တော်ရလွယ်သလားဆိုတော့မရလွယ်ဘူး။ဘာဖြစ်လို့မရတာတော့ဆိုပမာဒမေးလျော့နေလို့မရတာတဲ့ ကုသိုလ်ကောင်းမှုပေါ်မှာမေ့လျော့တယ်ဆိုတာကြောင့်မရတာခက်လို့မရတာမဟုတ်ဘူးเนาะဟုတ်ပါပါဗျာဒါပေမဲ့မေ့လျော့မှုဆိုတာမရှိစေနဲ့မြတ်စွာဘုရားကအပမာဒေနတံပါဒေထလို့ဆိုတဲ့စကားအဓိပ္ပာယ်ကအဲ့ဒါတီလာဆောင်တည်လိုက်သည့်အတွက်ကြောင့်တမာဒါနစေရနာလို့ဆိုတဲ့ကုသိုလ်ရလိုက်ပြီအဲ့ဒီရလိုက်တဲ့အပေါ်မှာအလေးနဲ့ထားပြီးတော့ပြန်လေးစဉ်းစားဆင်ခြင်နေပြီဆိုလို့ရှိရင်ဟောကုသိုလ်တွေတိုးနေပြီ အဲ့ဒီဆောက်တည်လိုက်တဲ့တီလာသည် နောက်ထပ်ဖြစ်ပေါ်လာတဲ့တီလာတွေကိုဥပနိဒေယတတ္တိနဲ့ခြေစပြုတယ်လို့ဒီလိုခေါ်တာနော်အဲ့ဒါကြောင့်မလို့တီလာတစ်ခါဆောက်တည်ပြီးရင်လည်းထိုတီလာကိုအချိန်ချင်းထပ်ထပ်ဆင်ခြင်သုံးသပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကုသိုလ်တွေခုဖြစ်တယ်ဟောနောက်တစ်ခုကြည့်လိုက်အောင်သတင်းလေးတွေဘာတွေကြတော့လူတွေဟာဥပောတ္ထကမ္မကတ္တဝါ တံဂရုံကတဝပစ္စဝခတိဥပုသီလကိုစောင့်တည်လိုက်တယ်သရေနေ့တွေမှာဥပုသီလတွေကိုစောင့်တည်လိုက်တယ်အဲ့ဒီစောင့်တည်လိုက်တဲ့ဥပုကိုပဲပြန်ပြီးတော့အလေးနဲ့ထားပြီးတော့ဆင်ញံသုံးသပ်နေတဲ့ဩကုသိုလ်တွေတိုးနေတယ်ဥပုစောင့်တည်လိုက်တာကတခါပဲအဲ့ဒါကိုဆင်ញံသုံးသပ်လို့ရနေတဲ့ကုသိုလ်တွေကြတော့တခါမကဘူးတဲ့အများကြီးရတယ် ဟုတ်ကဲ့လားအဲ့ဒီသဘောမျိုးကို ပြောတာဒါကုသိုလ်ကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေဖြစ်ပုံ။ဟောမြတ်စွာဘုရားကအဲ့ဒီလိုဒါနနဲ့သီလနဲ့ဒီလိုဟောပြီးတဲ့အခါနောက်တစ်ခါဟောတာဘာဟောတော့ဆိုပုပ္ပေသူစိဏာနိဂရုံကတ္တဝပစ္စုခတိလောကလူတွေဟာကောင်းတာတွေလုပ်ခဲ့ကြတာတွေအများကြီးရှိတာ။ ဟိုမနေ့ကကောင်းတာလုပ်ခဲ့တာရှိတယ်ဟိုတနေ့ကကောင်းတာလုပ်ခဲ့တာအဲ့တော့ကောင်းတာလုပ်ခဲ့တယ်ဆိုတာဘာတွေလဲဆိုရင်မေတ္တာအခြေခံပြီးလုပ်ခဲ့တယ်ကရုဏာအခြေခံလုပ်ခဲ့တယ်နောက်ဆုံးမှလမ်းပေါ်မှာအမိုက်ကိုကောက်ပြစ်ခဲ့တယ်ဆိုတာကိုကပုပ်ပြီးသူစိတ်ထားနေပဲကောင်းတဲ့အလုပ်တစ်ခုလုပ်ခဲ့တယ်ပေါ့ဘယ်သူမှဒုက္ခမရောက်အောင် ကိုအများကိုခူညီခဲ့တယ်ဆောင်းလျှောက်ခဲ့တယ်ဒါတွေဟာကောင်းတဲ့အလုပ်တွေကြီးပဲဟုတ်ကဲ့ပုပ်ပြီးသူစိတ်ထားနေတယ် ဟိုးမနစ်ကလှုပ်ခဲ့တာတွေပဲဖြစ်စေဟိုးအရင်တနစ်ကလှုပ်ခဲ့တာတွေပဲဖြစ်စေလှုပ်ခဲ့သမျှကိုလှုပ်ခဲ့သမျှကောင်းတဲ့အလုပ်တွေကိုလည်းပြန်လန်တွေးပြီးတော့ဆင်ញင်သုံးသပ်နိုင်မယ်ဆိုလို့ရှိရင်နောက်ထပ်ကုသိုလ်တွေဖြစ်လာအဲ့ဒါဘယ်တတ္တိနဲ့ဖြစ်တာတော့ဆိုဟောဒီဥပနိဒေယတတ္တိနဲ့ဖြစ်တာဘလောက်တန်မိုးရှိတော့ကိုတခါလှုပ်ထားလို့ရှိရင်ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာအများကြီးဖြစ်အောင်လုပ်ယူလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်